အတွေးလုံတဲ့သူတွေအတွက်ပေါ့နော်မယူကဒီနေ့နည်းနည်းလေးပြောပြပေးမယ်အရန်ကြီးမတွေးပါနဲ့အရန်တွေးလို့ရင်တော့မလုတ်ဖြစ်တော့ဘူးကိုကအလုတ်တစ်ခုစတင်တော့မယ်ဆိုလို့ရှိရင်ကိုကလုတ်မယ်လို့တွေးထားလိုက်သူများဥွားလိုက်ဒါလေးငါလုတ်မယ်ဆိုပြီးတော့စဉ်းစားထားလိုက်သူများကစသွားလိုက်နဲ့အဲ့လိုတည်းပဲကျမတို့ရေးအစီဝါရေးမှာကိုကသူများတဲ့ခြေတလန်းနောက်ကျနေတတ်ကြတယ်ပေါ့နော်အဲ့လိုတွေးရင်တွေးရင်းနဲ့ပဲ ဘာလဲဆိုလို့ရှိရင်သူများ ICY ကြီးကိုစသွားပြီကိုကဂူဒီမလုံးဝနေဘာလဲဆိုတော့ကိုအတွေးများတာကိုကိုအတွေးပေါ့နော်ဟောဒီအလုပ်ကိုငါလုပ်ဖို့စတင်စငါငါစပြီးတော့တွေးခဲ့တာလေအခုငါမလုံးဝသေးဘူးသူများဦးသွားပြီကိုမှာအကြံကောင်းအညာကောင်းနေရှိတယ်ကိုကဒီအကြံကောင်းအညာကောင်းနေထွက်တယ်ဒီအလုပ်ကိုလည်းကိုစတင်မှုတွေစဉ်းစားထားတယ်ဒါပေမဲ့ကိုရဲ့အတွေးတွေကတဖြည်းဖြည်းနဲ့များလာတဲ့အခါကျဒီအလုပ်ကိုစဉ်းစားရင်စဉ်းစားရင်းနဲ့ပဲကိုကနောက်ကြနောက်ကြပြီးတော့ကြံခဲ့တယ်ပေါ့နော်အဲ့တော့ကျမတို့ရေက များသောအားဖြင့်ရပါတော့လူတွေကအချိန်ဆွဲတတ်ကြတယ်ကို့မှာလက်ထဲမှာသိန်း30ရှိနေပြီဆိုရင်ငါ90လောက်မှစမယ်ကို့လက်ထဲမှာသိန်း90ရှိနေပြီဆိုရင်အာငါ100လောက်မှပဲစမယ်100လောက်မှပိုးဆင်ပြေးမှာအော်100ရှိလာပြီဆိုလဲ200လောက်မှစမယ်ဆိုပြီးတော့ကျမတို့ကအချိန်ဆွဲရင်ဆွဲရင်နဲ့ပဲဗာလဲဆိုရင်အချိန်တွေကတက်ကြွတွေက4-5နှစ်ဆိုတဲ့အချိန်ကတဖြည်းဖြည်းနဲ့ကုန်ဆုံးသွားတယ်ကိုကဘာမှမပြောင်းလဲဘူး ဲ့ချိန်မှာသူများတွေကအလုပ်ဖြစ်နေပြီပေါ့နော်ဒါပေမဲ့ကိုတွေးလိုက်တဲ့အတွေ့အကြုံမှာကိုလုံးမဲ့အလုပ်တွေဒီအခုလက်ရှိမှာသူများအောင်မြင်နေတဲ့အလုပ်တွေဖြစ်နေတတ်တယ်ဒီအလုပ်တွေကိုငါငါလုပ်မယ်လို့စဉ်းစားထားခဲ့တာလေအော်ငါမလုပ်လိုက်ရဘူး तू ကစသွားပြီဆိုပြီးတော့အဲ့လိုမျိုးလေတခါတလေကိုယ့်အာနဲ့ကိုပြန်ပြီးတော့တုံးသက်မိလိမ့်မယ်ပေါ့နော်အဲ့လိုနဲ့ပဲကိုကကိုဒီအလုပ်ကိုစမယ်စဉ်းစားလိုက်မလုပ်ဖြစ်လိုက်စမယ်စဉ်းစားလိုက်မလုပ်ဖြစ်လိုက်နေဆိုကိုကဘသူ့ကိုစောင့်နေရလဲကိုကိုကိုပြန်မေးဘာအတွက်စောင့်နေရလဲ ဘာဖြစ်လို့စောင့်နေတာလဲဘသူ့ကိုစောင့်နေတာလဲဒါတွေကိုကိုကို question ပြန်မေးကြည့်ကျမတို့တွေကလေဟုတ်တယ်မလားကိုလုံးမယ်ဆိုရဲအလုတ်ကိုကိုတိုင်ကမစတင်တဲ့ရွေးဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ကျမတို့တွေကကိုစတင်တော့မယ်ဆိုတဲ့အချိန်မှာကိုကိုတိုင်စွန့်စားကြည့်မယ်ကိုကိုတိုင်ထိုးပေါက်မယ်ကိုကိုတိုင်စူးစမ်းကြည့်မယ်ကျမတို့အရန်မတွေးပါနဲ့အရန်တွေးရင်အလုတ်မဖြစ်တော့ဘူး အလုံးအလုံးသောလူတွေကလည်းလေအခက်အခဲကိုစီနဲ့ရုံးထွက်နေကြတာကြီးပဲတချို့တွေကရှိသေးတယ်ကိုကဒီအလုပ်ကိုလုပ်မယ်ဆိုပြီးတော့ကိုကိုကိုလိန်တာပေါ့နော်အာငါမလုပ်သေးပါဘူးလေငါဒီအလုပ်မှာလည်းအဆင်ပြေနေရပဲငါမှဒီဝင်ငွေလေးရနေရလဲမစိုးပါဘူးဒါလေးဆိုလဲကိုနေလို့ရနေရပဲအဆင်ပြေနေရပဲဆိုပြီးတော့ဘာလဲဆိုတော့ကိုမစွန့်စားရဲတဲ့အရာကိုကိုကငါတတ်တိမရှိဘူးလို့ကိုကိုကို ပြန်ပြီးတော့အပြစ်တင်ရမှာကိုကိုကူကအပြစ်မတင်ကျင်တော့ဟင်းမလုပ်သေးပါဘူးလေဒီချက်ကောင်းတဲ့အရာတွေလာအောင်ပါပါအာဒီဝင်ငွေလေးနဲ့လည်းရပါတယ်ဆိုကိုကူကပြန်ပြီးတော့လိန်ညာနေကြရတယ်ပေါ့နော်အဲ့တော့ကိုအပိုင်ဖြစ်မဲ့ကိုပိုင်စီပါရေးလုပ်ငန်းတွေကိုလုပ်ဖို့အတွက်ဆိုလို့ရှိရင်အချိန်မစွဲပါနဲ့ကောင်းတဲ့အရာတွေမှန်သမျှကိုနှစ်ခါပြန်မစင်းစားပါနဲ့ကိုအတွက်စတင်လိုက်တဲ့ငွေအမောင့်တွေတုံးရှုံးမှုအ ਨੇ ဆုံးကစပါအများကြီးကစเสียမလို့ အဲ့အတွက်ကြောင့်အရန်တွေးလွန်းတဲ့သူတွေကတဖြည်းဖြည်းနဲ့ဘာလဲဆိုလို့ရှိရင်အချိန်တွေကုန်သွားပြီးတော့ကိုတကယ်လုံမဲ့กว่าဆိုပြီးစဉ်းစားလိုက်တဲ့အချိန်လဲကြတော့ဟောကျမကြီးတွေကစင်မပြေတော့ကိုကျမကြီးတွေကတိကအောင်ဖြစ်လာတယ်နောက်တစ်ခုကဘာလဲဆိုကို့မှာငဲ့ကွက်စရာတွေများလာတော့ကိုထင်သလောက်အထိလုံနိုင်တဲ့အင်အားမရှိတော့အားလုံးသောလူတွေကလည်းကိုနီးကိုဟန်နဲ့ကိုယုံထွက်နေကြတာပါအဲ့အတွက်ကြောင့် ျမပြောချင်တဲ့အကြောင်းအရာလေးကဒီမှာအနှစ်ချုပ်အားဖြင့်ဆိုရင်အရန်မတွေးပါနဲ့အရန်တွေးရင်အလုံးမဖြစ်ပါဘူးအားလုံးကျေးဇူးတင်ပါတယ်